မင်္ဂလာပါကချင်ဝေ့ဗ်တရင်ဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမယူဆမ်းဖြစ်ပါတယ်။တရုတ်ရဲ့ဖိအားကိုကြမ်းကြမ်းခံနိုင်မှုမဟာမိတ်တွေညီညွတ်ရေးတည်ဆောက်ဖို့နဲ့ မြမပြည်ရဲ့အခင်းအကျင်းကိုတရုတ်အစိုးရတည်အောင်ရှင်းပြဖို့ဆိုတဲ့အချက်နှစ်ချက်ကို TNL တာဝန်ရှိသူတွေကမေလ၄ရက်နေ့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြောလာပါတယ်။ဒီကနေ့ April နောက်ဆုံးအပတ်ကစကောင်းစီနဲ့ TNL ဘက်ကနှစ်ဖက်တာဝန်ရှိသူတွေဟာတရုတ်အစိုးရရဲ့ဂျာဝင်စစ်ဆင်မှုနဲ့တရုတ်နိုင်ငံကုမင်မြို့မှာတွဲဆုံဆွေးနွေးခဲ့ကြပေမဲ့မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။ဆွေးနွေးပွဲမှာစကောင်းစီက တန်တန်လေးတင်ပိုက်ထားတဲ့နောင်ချိုတီဘောကြောင်မဲမိုးကုံနဲ့မိုးမိတ်မြို့ငါမြို့ကနေဆုတ်ခွာပေးဖို့တောင်းဆိုလာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်လာရှုံမြို့ကို MNDAA တင်ပိုက်လိုက်တဲ့နောက်ပိုင်းကလေးကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းကစစ်ပွဲတွေရပ်တန့်ဖို့ပြည်အစိုးရကရှမ်းမြောက်ဒေသနဲ့ဆက်တွေ့ထားတဲ့နေဆက်ဂိတ်တွေပိတ်ချင်အပါအဝင်ထန်၅ဖြတ်ပြုတ်လုပ်ပြီးတိုင်းဒါလနဲ့ကိုင်းတပ်တွေကိုဖိအားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။ MNDAA ကိုကန့်အဖွဲ့ကလာရှုံမြို့ကနေဆုတ်ခွာပေးလိုက်ရတယ်လို့မဖြစ်အောင် TNLA အနေနဲ့ မဟာမိတ်တွေနဲ့ညီညွတ်ရေးတည်ဆောက်သွားဖို့နဲ့မတူညီတဲ့အဖွဲ့အစည်းတွေအနေနဲ့တရုတ်ကိုမြန်မာနိုင်ငံရဲ့အခင်ကျင်းကို ရှင်းပြတဲ့နယ်ဆိုတဲ့အကြံပေးမှုကို PSLF တွဲဘက်အတွင်းရေးမှူးပုံမူကြီးတာပန်လာကပြောကြားသွားတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အင်းတော်မျိုးသိန်းတိုက်ပွဲကြောင့်ရှစ်လကြာကြာပိတ်ထားရတဲ့မန္တလေးမြစ်ချီနာဘူဟာလမ်းမပေါ်ကအင်းတော်မျိုးဖြက်လန်းကိုမေလ၄ရက်နေ့မှာဖွင့်လှစ်လိုက်ပြီလို့သိရပါဗျ။ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတာကြောင့်ကွင်းလန်းကနေတာသွာလာခွင့်ပြုထားရကနေမနေ့ကစပြီးအရင်လိုမြို့ရဲ့လက်မကြီးအတိုင်းဖြတ်တန်းသွာလာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းတပ်ဆိုင်ရာပြည်တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့တရင်ရင်းမြစ်အရာသိရပါဗျ။အင်းတော်မြို့သိမ်းတိုက်ပွဲကို2024ခုနှစ်ဩဂုတ်လ16ရက်နေ့ကစတင်ခဲ့ပြီး2025ခုနှစ်ဧပြီ9ရက်နေ့ကမှမြို့အပါအဝင်စစ်ကောင်စီအထိုင်ချခဲ့တဲ့စစ်တပ်ကုန်းကိုအပြည့်အသက်တင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ရှလာတာကာလာအတွင်းအင်ဒိုမျိုးကိုဖျက်ဆီးသွားလာရတဲ့မန္တလေးမြစ်ကြီးနာဘျူဟာကာလမကြီးကိုပိတ်ထားခဲ့ရပြီးအရင်ကတစ်ခိုးထုတ်ခဲ့တဲ့မြို့ဆောင်လန်းကိုကွင်းလန်းအဖြစ်သွားလာခဲ့ရတာကြောင့်မိုးရင်ကာလာမှာသွားလာရခက်ခဲတဲ့အတွက်အထက်ပိုင်းကချင်ပြည်နယ်မှာကုန်စည်နှုန်းမြင့်တက်မှုတွေလည်းရှိခဲ့ပါတယ်နောက်ထပ်အနေနဲ့ကချင်ပြည်နယ်ဝိုင်းမော်မြို့လမြန်ကျေးရွာဘက်ကိုမနေ့ကညနေပိုင်းကစစ်ကောင်စီက drone အသုံးပြုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ ဝိုင်းမော်အခြေဆိုင်ခလိုက်ရ58တရင်ကနေ drone လို့ပြီးဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေတာခန်ကပြောပါရယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကတစ်ဖက်သက်တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါရယ် မြကြီးနားဘက်ကစစ်ကောင်စီတပ်ရင်းတွေကလည်းဝိုင်းမော်မြို့ဘက်ကိုညတိုင်းညီပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာရှိတယ်လို့မြို့ခံတွေကပြောပါရယ်လက်ရှိကာလမှာစစ်ကောင်စီကဗမော်မြို့အပြင်မြကြီးနားမြို့အထက်မြစ်ဆုံအနီးဝန်းကျင်အရာဝတီမြို့အရှိချမ်းဝိုင်းမော်မြို့နဲ့ဖားကန့်လန်းကျော်တွေမှာစစ်ကြောင်းထိုးစီရေလှုပ်ရှားမှုတွေပြုလုပ်နေကြောင်းသိရပါရယ်ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါရယ်